về đâu rồi về đâu အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်နည်းနည်းပြင်ဆင်နေလို့နည်းနောက်ကျတော့ပါတယ်ခင်ဗျာမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့အဲဥဆုံးအနေနဲ့ first comment လေးကိုကျွန်တော်အရင်ရွေးချယ်ပါမယ်အဲ first comment လေးကိုအဲ first comment လေးကိုအရင်ရွေးချယ်ပြီးတဲ့အာနောက်မှာပေါ့နော် first comment လေးကိုအရင်ရွေးချယ်ပြီးတဲ့နောက်မှာ အားလုံးပဲရှိရတောင်းညအားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာမင်္ဂလာပါကျွန်တော်တို့အာဘက်စင်ကျွန်တော်တို့ဟိုတောက်ကြာနေပေါ့နော်တောက်ကြာနေရဲ့ကျွန်တော်တို့ special အဲရွှေလိုက်ဈေးကိုချမ်းပြန်လာပါပြီခင်ဗျာအဲဒီနေ့မှာဆိုရင်ကျွန်တော်တို့အာအခန်းကဏ္ဍကြီးကကျွန်တော်တို့၃ရက်ရှိပါတယ်ခင်ဗျာအဲအခန်းကဏ္ဍကြီးကျွန်တော်တို့၃ရက်ရှိပါတယ်အဲ၃ရက်ရှိပါတယ်အဲအဲ့တော့အဲ့၃ရက်ကဘာလဲဆိုတာကိုကျွန်တော်ခဏနေပြောပြပေးပါမယ်ခင်ဗျာလောလောဆယ်တော့ first comment လေးအရင်ကြည့်လိုက်ပါဦးမယ်ခင်ဗျာဒီနေ့ကကျွန်တော်တို့ ကျွန်တော်တို့အမေတချင်းပေါ့နော်အော်ကိုရံမျိုးအောင်လင်းတီဆိုထားတဲ့အမေတချင်းကိုကျွန်တော်တို့အော်အမေတချင်းနဲ့ပေါ့နော်တစ်တော့ဆော့ထားတဲ့သူတွေကနေအာ view အများဆုံးသူကကျွန်တော်ရွှေနဂတ်တင်ရန်ရသွားမဲ့အစီအစဉ်လေးလည်းပါပါတယ်အပြီးတော့အဲ့တစ်တော့မှာကျွန်တော်တို့ကချမ်းရင်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 အပြ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  non stop ပဲเนาะ comment ရမိုက်တယ်အောင်လိုက်တယ်เนาะ first comment okay ဇူးစင်ဟုတ်လားဇူးစင်ဟုတ်လား first comment ဇူးစင်လားကြည့်ပြပါဦးနော်အဲ first comment ကိုကျွန်တော်တက်တောင်းပေးလိုက်မယ်ခင်ဗျာ ဇူးစင် congratulation ပါခင်ဗျာဟမ်အဲဇူးစင်ဇူးစင် congratulation ပါတတောင်းယူဗျာတတောင်းယူဗျာတတောင်းယူဗျာဟုတ်ကဲ့ပါအဲ့တော့အာဟိတ်တဲ့အာမမဟိတ်ပါခင်ဗျာကျမ first လေးတဲ့အဲဝန်ထမ်းတွေကျမကျမ first တဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျာလေနော်ဟုတ်ကဲ့ပါမမခင်ဗျာကဲဒီဟိုအခုကတော့ဝန်ထမ်းဟိုကျွန်တော် channel 3ကပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာလေနော် channel 3ကနော်ဟုတ်ကဲ့ပါချစ်မကြီးမွန်း ကျေးဇူးတင်ပါတယ်လို့ငားမိုင်းနော်အငြင်းနဲ့ first comment first comment ငြင်းနဲ့ရတယ်ငားပါနော်ဟုတ်ကဲ့ပါအဲ့တော့အဲဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့အစီအစဉ်ကဏ္ဍကတော့ကျွန်တော်တို့၃ရက်ရှိပါတယ်ခင်ဗျာကျမစား first နော်ဟုတ်ကဲ့ပါမမနော်နောက်ကျရင်တိတ်တိတ်လေးလုပ်ရင်ကိုမနဲ့နော်မမဘယ်မှာအရင်မှမလဲကျွန်တော်ပြောပြီနော်ဟုတ်ကျေးဇူးတင်ပါတယ်မမနော်ကဲ ကျန်ကြီးအာဒီတစ်ပတ်မှာ တောက်ကြနေမှာဆိုရင်တော့အော်ဘာအဆီဇင်လေးလဲဆိုရင်ကျွန်တော်တို့နံပါတ်1အနေနဲ့ကတော့ကျွန်တော်တို့အဲဝန်တာဇေယသတင်းတစ်ခုပေါ့နော်ဝန်တာဇေယသတင်းတစ်ခုကကျွန်တော်တို့အော်နှစ်ခုဝန်တာဇေယသတင်းတစ်ခုတော့မကအောင်နှစ်ခုနှစ်ခုတော့မကအောင်သုံးခုလောက်ချက်မယ်ကြာနော်အဲ့တော့နံပါတ်1အနေနဲ့ကတော့ကျွန်တော်ကြင်ညာပေးချင်တာကတော့ကျွန်တော်တို့ဒီပေါ့နော်ဝန်ထမ်းနွဲပြော်ကနေအဆိုရှင် ဖြစ်တဲ့ကိုရံမျိုးအောင်လေးရဲ့တချင်းနဲ့ပေါ့နော်အာတစ်တော့ဆော့ထားရတဲ့မှာအမေတချင်းဆော့ထားရတဲ့မှာကျွန်တော်တို့ view အများဆုံးပေါ့နော်8 million ကျော်ပါတယ်8 million လား9 million လားမသိပါဘူးအဲကျွန်တော်ကြည်တော့8 million မှာအဲနောက်ထပ်9 million ဖြစ်သွားလာတော့မသိပါဘူးခင်ဗျာအဲ့တော့ အဲ8မီလီယံကျော်9မီလီယံလိုပဲတက်မှတ်လိုက်ပါတော့နော်9မီလီယံရသွားတယ်အာမာနဲ့တမီလေးကိုဂုံပြူပါတယ်ခင်ဗျာအဲ့ဒါတော့ရွှေနေကတရံအော်တိုသူကတော့အများဆုံးသူရသွားမှာဖြစ်ပါတယ်အဲဒုတိယအစီအစဉ်ကတော့ကျွန်တော်တို့အာကိုက TikTok ဆော့ထားတယ်အာ Facebook ဒီမှာကျွန်တော်တို့တူနိုင်ရနာရဲ့ channel ပြေးဒီမှာပါနော်ဟဲတဲ့ဆလွေအင်းနဲ့တော့ဟမ်ဆလွေအင်းနဲ့ဟမ်ဆလွေအင်းနဲ့ဟိတ်ဟိတ်မနော်ဘာမင်းကြီးပြောအာ ဒီနေ့ကပရောဟိတ်ကြီးပရောဟိတ်ကြီးနဲ့တိုင်ပင်ရမှာဆိုတော့เนาะဟုတ်ကဲ့အဲဒီနေ့ကနောက်ထပ်အဲနောက်ထပ်ဒီဇယ်လွယ်ကြီးဆိုးအောက်သွားရင်လေကိုချမ်းကနောက်တစ်ပတ်တောက်ကြနေကြရင်ကျွန်တော်10သိန်းဖောက်ပြီမှာเนาะ10သိန်းဖောက်ပြီမှာအဲနောက်ထပ်အဆီဇင်တစ်ခုကကျတော့အဲ့ကျွန်တော်တို့ view တော့အဲ1 million ရတဲ့လူရှိတယ်2 million ရတဲ့လူရှိတယ်အဲ8 million 9 million ထိတော့မဖြစ်သွားဘူးပေါ့နော်8 million 9 million ထိတော့မဖြစ်သွားဘူးတို့ပဲဒီအာကျွန်တော်တို့ဒီဝန်ထမ်းတွေပြောတာအဆိုရှင်လေးဖြစ်တယ်အဲကိုရံမျိုးအောင်လေးရဲ့တချင်းနဲ့တော့အမေတချင်းလေးနဲ့ပေါ့နော် မေမေယမေမေယတာလာပြီဆိုတော့အဲ့ဒီချင်းလေးပေါ့နော်အဲ့ဒီချင်းလေးပေါ့ကျွန်တော်အဆုံးထိဆိုရင်ကျွန်တော်လည်းမျက်ရည်ကျမှာဆိုလို့လိုက်မလွတ်နိုင်မှာဆိုလို့ခဏနေလိုက်ဆင်းလိုက်ရမှာဆိုလို့အဆုံးထိတော့ကျွန်တော်မဆိုတော့ပါဘူးကြိုင်ကိုမကြီးလည်းမျက်ရည်ကျကျွန်တော်လည်းမျက်ရည်ကျဆိုလိုက်ကလွှမ်းရအောင်မို့တော့နော်အဲ့တော့ကဲအဲ့ဒီချင်းလေးကိုရရလို့ရှိရင် comment လေးမှတ်ပေးပါဦးနော် okay အဲ့တော့ နောက်ထပ်အစီအစဉ်အားကြတော့ကျွန်တော်တို့ဟာအော် view တော့အာ1 million 2 million ရတယ်8 million 9 million ထိတော့မရဘူးပေါ့နော်အဲသူပြည်သူစော့ထားတယ်ကိုကစတင်လိုက်တယ်ဆိုနေရစားကျွန်တော်တို့ဟာအဲ့ဒီကနေကျွန်တော်တို့မှာမဲလိုက်တယ် comment မှတ်ထားတဲ့သူတွေပေါ့နော် comment မှတ်ထားတဲ့သူတွေကနေလဲနောက်ထပ်ရွှေငကကြီးတင်ရန်ကိုကျွန်တော်ဖောက်ယူมาဖြစ်ပါတယ်ခင်ဗျာအများကြီးရောပါသေးဟုတ်ကဲ့ကျွန်တော်မန့်နေဖတ်ပေးမယ်နော်သတင်းလေးကျွန်တော်ကြင်ညာနေလို့နော်အော်မန့်နေအရန်ဖတ်ကျင်နေတာနော်ချမ်းရည်ချမ်းရည်တဲ့ ဝယ်ထားတဲ့လက်ကောက်လေးအော်ဝယ်ထားတဲ့လက်ကောက်လေးဘလောက်သားလဲအာဘယ်လိုဘယ်လိုပြောရမလဲဘယ်လိုပြောရမလဲရောင်းညင်နေပါလေဆိုမှ comment အဲ့လိုမျိုးတော့ဘယ်လိုပြောရမလဲနော်ကြင်ညာပေးမယ်နော်ခဏလေးဒီလက်ကောက်လေးရင်ပြောလိုက်အောင်အဲတကြက်နဲ့မှ3မှတ်ပါခင်ဗျာတကြက်နဲ့မှ12ပဲပေါ့နော်တကြက်နဲ့12ပဲပါအဲနောက်ထပ်အစီအစဉ်3အကြတော့ကျွန်တော်တို့အဲတကြက်နဲ့12ပဲပါခင်ဗျာဒီညတောက်ကြနေယူတဲ့ရွှေတွေဒီအားလုံးကိုကျွန်တော်တို့က ပုံမှန်အော်လက်ကားစင်းနဲ့ပေါ့နော်လက်ကားစင်းနဲ့ရမှာဖြစ်ပါတယ်ခင်ဗျာဥမာအရင်တော့ကျွန်တော်တို့ကလက်လီနဲ့လက်လီနဲ့လက်ကားဘယ်လိုကွာလဲဆိုရင်သိန်း900ဘူတထိုင်ထဲဝယ်မှတာကျွန်တော်တို့ကအယောလက်ခကိုဥမာလက်ကားစင်းနဲ့ပေးရဖြစ်ပါတယ်ခင်ဗျာအဲဥမာဘယ်လိုမျိုးပုံစံမျိုးနဲ့ကျွန်တော်တို့ပေးတာလဲဆိုရင်အတန်မကြောက်ဘူးလားဥမာကျွန်တော်တို့ဘယ်လိုမျိုးပုံစံမျိုးနဲ့ပေးတာမျိုးလဲဆိုရင်ပေါ့နော်အာ ရွှေချိန်၃ချက်သားတစ်ခုပေါ့နော်အဲဥပမာပေါ့နော်ရွှေချိန်၃ရွှေချိန်၃ချက်သားတစ်ခုရှိတယ်အာကျွန်တော်တို့ကြိုးတစ်ခုကိုကျွန်တော်တို့က လက်ကားရုံးနဲ့ဆိုရင်ကျွန်တော်တို့ကနှစ်ပဲ၄ရွေနှစ်ပဲ၆ရွေလောက်ရှိပါတယ်အဲဒုပတိအဲလက်လီအရုံးနဲ့ဆိုရင်နှစ်ပဲ၄ရွေနှစ်ပဲ၆ရွေရှိတယ်ဒါမှမဟုတ်လက်ကားရုံးနဲ့ဆိုရင်ရွှေချိန်၃ချက်ကျိုးရှိတယ်ပေါ့နော်ရွှေချိန်၃ချက်ကျိုးရှိတဲ့ကျိုးကိုကျွန်တော်တပဲ၄ရွေနဲ့ရမှာဖြစ်ပါတယ်အဲ့တော့လက်ကားရော့လက်လီရော့ဆိုတာကိုမတွေကျွန်တော်နားလေသဘောပေါက်မယ်လို့ကျွန်တော်ညွှန်လင်းပါတယ်ခင်ဗျာဟိုရွှေအကြောင်းလဲတိပြီးသားလူတွေဆိုကြလေနော်အဲတချို့သူတင်တန်းတွေတော့ပြန်ပို့ချနေလူရှိအဲ့တော့ အဲကိုချမ်းရေးတဲ့ကိုချမ်းကိုချစ်လို့အာချစ်စရာပျော်တာဘောလို့နော်ချစ်တာဟုတ်ဘောပျော်တာဘောနော် မောင်မောင်ပျော်တယ်အဲ โอเคပါခင်ဗျာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာချစ်ပြီလို့အဲ့တော့ချစ်ပြီလို့ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ကလည်းနောက်ထပ်တတိယအဆီဇင်တစ်ခုอ่ะဗောနော်တတိယအဆီဇင်တစ်ခုอ่ะကျွန်တော်ဘယ်လိုလုပ်ပေးမလဲဆိုရင်ကျွန်တော်တို့အရင်တော့မဲတွေဖောက်ပါတယ်ခင်ဗျာလိုက်ဆေးလိုက်ဆေးတွေမှာဆိုမဲတွေဖောက်ပါတယ်ဥမာ9000ဘိုးအဲတသိန်းဘိုးချစ်ဖိုးလေးတွေဗောနော်ဥမာအဲလစ်ပိုဘိုးတို့အဲရှက်ဘိုးတို့ကျွန်တော်တို့ကြက်ဥဘိုးတို့ဆိုပြီးကျွန်တော်တို့အဲဖောက်ဝေးပါတယ်အဲရှင်နေကကန်ထူးရှင်ကျင်ညာပါကြိုးကျင်ညာပါမယ်ခင်ဗျာရှင်နေကကန်ထူးရှင်ကတော့အထူးတလဲကျင်ညာစရာမလိုပါဘူးကျွန်တော်တို့ဒီ TikTok မှာအေးအေး